င်္ဂလာပါ series for you ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် series for you ရဲ့ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့၂၀၂3ခုနှစ်တုန်းကစတင်ထုတ်လွှင့်ခဲ့တဲ့ The Last of Us TV series လေးပဲဖြစ်ပါတယ်ဒီ series လေးမှာတော့ကျွန်တော်တင်ဆက်ပေးပြီးဖြစ်တဲ့ Mandalorian series ရဲ့က Mando ဖြစ်တယောက်ဆောင်ထားခဲ့တဲ့ main guy Pedro Pascal ကအဓိကဇာတ်ကောင်ဖြစ်ပါဝင်တယောက်ဆောင်ပေးထားရလေဖြစ်ပါတယ် Okay အစင်းလေးဖြစ်ပြီဆိုရင်တော့ The Last of Us Season 1 Episode 3 Long Long Time Ago စတင်လိုက်ကြပါစို့လား โอเคပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ် series for you ကရှိန်သူပဲဖြစ်ပါတယ် အဲလီကိုထားခဲ့ပြီးရှေ့ကနေထွက်သွားခဲ့တဲ့ဂျိုးဒီယောက်ရေထဲကကြောက်တုံးတွေကိုယူကာစီနေခဲ့ပါရီအဲဒီနောက်အဲလီရှိတဲ့နေရာကိုသွားလိုက်ပြီးအိတ်ထဲကစားစရာတချို့ကိုထုတ်ယူကာစားနေနေပြီအဲလီစီကိုပြစ်ပေးလိုက်ပါရီအဲလီတယောက်ကလည်းဂျိုးပေးလိုက်တဲ့မုတ်ကိုစားရင်းကစကားစာပြောလိုက်ပါရီဂျိုးကနားမထောင်ခြင်းကြောင့်ပြောလိုက်ပေမဲ့အဲလီကမရက်ပဲတက်အကြောင်စိတ်မကောင်းဖြစ်တာကိုပြောမှမဟုတ်ဘူးလို့ပြောလိုက်ပြီးသူ့ကဘသူမှအတင်းခေါ်လာခိုင်းခဲ့တာမဟုတ်ဘဲနဲ့ဂျိုးနဲ့တက်တို့ကသာဘက်ထရီကိုလိုအပ်လို့ခေါ်လာခဲ့တာကြောင့်သူ့ကိုအပြစ်မတင်ဖို့ဂျိုးကိုပြောပြနေခဲ့ပါရီ ဂျိုးကလည်းဘာမှမပြောတော့ဘဲခေါင်းငိမ့်ပြလိုက်ကတနက်ကိုကောက်ကြိုင်လိုင်းနဲ့တွားဖို့ပြင်လိုက်ပါတယ်။အဲလီယာဂျိုးနားကိုရောက်လာပြီးသူ့ခြုံထားတဲ့ဂျိုးရဲ့ဂျာကင်ကိုပြန်ပြီးကဆက်သွားဖို့အတွက်ခီးကြခြင်းကိုမေးလိုက်ပါတယ်။ဂျိုးက9နာရီလောက်ဆက်ပြီးတော့လမ်းလျှောက်ရမယ့်အကြောင်းကိုပြောပြတဲ့အခါမှာတော့အဲလီကအဆင်ပြေကြောင်းပြောလိုက်ပြီးမျောက်သားကအတူတူခီးဆက်ထွက်လာခဲ့ကြပါတယ်။လမ်းမှာတော့အဲလီကဂျိုးကိုကူးဆက်ခံမှုကောင်းတဲ့အကြောင်းနဲ့ဘေးနဲ့ဖရန့်အကြောင်းကိုလည်းမေးနေခဲ့ပြန်ပါတယ်။ဒါပြင်ဂျိုးရဲ့ခေါင်းမှာရှိတဲ့အမားရိုအကြောင်းကိုလည်းမေးမြန်းနေခဲ့ပါတယ်။ ဂျိုးကတော့ဘာမှတည်တည်ချာချာရေးရပြန်မဖြေခဲ့ပင်နဲ့လမ်းမှာဆက်လျှောက်လာခဲ့ပြီးခဏကြာမှာတော့ခေါင်းအမာရော့ကတနက်ချော်ပြီးတော့အပြစ်ခံရတာဖြစ်ကြောင်းပြောပြလိုက်ပါရီအယ်လီယာရဲ့စိတ်ဝင်စားသွားခဲ့ပြီးတော့ဆက်မေးနေငါအခုနှစ်ယောက်တည်းရှိရတာကြောင့်တနက်ကိုင်းခြင်းကြောင်းပြောလိုက်ပင်ပဲဂျိုးကတော့ညင်လိုက်ပါရီကမ်းပါလန်လေကွင်းလို့ခေါ်တဲ့နေရာကိုအရောက်မှာတော့ဂျိုးကသူ့ဖော်ထားတဲ့ပစ္စည်းတချို့ကိုဝင်ပြီးတော့ယူအောင်မယ်လို့အယ်လီကိုပြောလိုက်ပါရီအထဲကိုရောက်မှာတော့အယ်လီရဲ့ပစ္စည်းတွေကိုလိုက်ပြီးတော့ဆက်စုကရှောက်ကြည့်နေရကြောင်းဂျိုးကလိုအပ်တဲ့ပစ္စည်းတွေစားစရာတွေကိုရှာဖို့တော့ပြောလိုက်ပါရီ တို့ကသူထားခဲ့တဲ့ပစ္စည်းတွေကိုလိုက်ရှာနေရကြအောင်အဲလီကဘယ်မှာထားခဲ့လဲဆိုတာကိုမေ့သွားပြီလားဆိုပြီးတော့လှမ်းမေးလိုက်ပါတယ်။တို့ကသုံးနှစ်လောက်မှကြာပြီမလို့ပစ္စည်းတွေကိုပြန်စစ်နေရတာဖြစ်ကြောင်းပြန်မျိုးလိုက်ပါတယ်။အဲဒီနောက်အဲလီလည်းပစ္စည်းတွေကောင်းတာရှိမရှိရှာကြည့်အောင်မယ်လို့ဆိုတာပစ္စည်းသွားရှာပါတယ်။အဲဒီနောက်အဲလီတယောက်အခန်းတစ်ခုထဲကမြေအောက်တကားအဖုံးတစ်ခုကိုဆွဲဖွင့်လိုက်ပါတယ်။ဂျိုးတယောက်အတန်ကြားပွားပြီးတော့အဲလီစီကိုအစင်ပြေလားလို့လှမ်းမေးတဲ့အခါမှာတော့အဲလီကအစင်ပြေတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အဲလီယာအထဲကိုဆင်းကဓမီနဲ့ထိုးကြည့်ရင်ဘာပစ္စည်းများရှိမလဲဆိုပြီးတော့ဆက်စုနေခဲ့ပါတယ်။ ခဏကြာမှတော့စားစရာပစ္စည်းတခုကိုတွေ့သွားတာကြောင့်ယူလိုက်ပြီးတော့ရုတ်တရက်မှိုကောင်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲဒီမှာဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့မှိုကောင်ကအုပ်ပုံကြားထဲမှာပိတ်မိနေခဲ့ပြီးတော့လှုပ်မရဖြစ်နေခဲ့တာပါ။အဲဒီတောင်မှိုကောင်ရဲ့နောက်ကိုသွားကမှိုကောင်ရဲ့ခေါင်းကိုဓားနဲ့ဖျဲကြည့်လိုက်ပြီးအဲဒီနောက်တော့မှိုကောင်ကိုဓားနဲ့ထိုးတတ်လိုက်ပါတယ်။တပတ်မှလည်းဂျိုးကသူ့ရဲ့ပစ္စည်းတွေကိုပြန်တွေ့သွားပြီးတော့စစ်ဆေးနေနေအတန်တစ်ခုကိုကြားလိုက်ရကြောင်းအဲလီကိုလမ်းခေါ်လိုက်ပါတယ်။အဲလီရဲ့ပြန်ပြောတဲ့မကြားတာကြောင့်တနက်ထုတ်ကသွားရှာမလို့လုံနေတော့မှာပဲ။ အဲလီကပစ္စည်းတခုကိုရှာတွေ့ကြအောင်ပြောကပြန်ထွက်လာခဲ့ပါတယ်။အဲဒီနောက်ဂျိုးကတနက်တခုကိုပြန်ထောင်ထားလိုက်ပြီးကြီမလောက်တော့တာအကြောင်းမလို့အတုံးမလို့တော့ရဲ့အကြောင်းပြောကထားခဲ့လိုက်ရပါတယ်။အဲနောက်တော့နှစ်ယောက်သားကဆက်လျှောက်လာခရင်တနည်းအားအရောက်မှာတော့လင်းပြန်ပြက်တခုကိုတွေ့လိုက်ရပါတယ်။အဲလီကဂျိုးကိုစီးဘူးလားလို့မေးလိုက်တာကြောင့်ဂျိုးက၃လေးချိန်လောက်တော့စီးဘူးကြောင်းပြောပြလိုက်ပြီးအဲဒီတော့ကအဆင်မပြေပဲစီးခဲ့ရကြောင်းပြောပြလိုက်ပါတယ်။အဲလီကဘလို့ပဲဖြစ်ဖြစ်ကောင်းကင်ရံမှာပြန်တန်းခွင့်ရတာပဲလို့ဆိုကအားကြနေခဲ့ပါတယ်။နှစ်ယောက်သားဆက်လျှောက်လာခရင်နဲ့အဲလီက အရင်တော့လူတွေကအကောင်းရနေပြီးတော့ဒီယောဂကတ်ဆိုးကြီးရုတ်တရက်ဖြစ်လာတာလားလို့ဂျိုးကမေးနေခဲ့ပါတယ်။ဂျိုးကငါတို့တေချာတော့မသိပါပဲ။ကော်ဒီဆက်မိုရီကဗီဇပြောင်းပြီးတော့ငါတို့စားနေတဲ့ဂျုံနေပါမုတ်တွေကိုပါလာတာကနေပြီးတော့ဖြစ်လာကြောင်းအဲလီကိုရှင်းပြနေခဲ့ပါတယ်။အဲ့လိုနဲ့စကားတပြောပြောလမ်းလျှောက်လာကြရင်တနည်းအားအရောက်မှာတော့ဂျိုးကမမြင်စေချင်တာရှိရာကြောင်းအဲလီကိုတခြားလမ်းကွေ့ပက်ပြီးတော့သွားမယ်ကြောင်းပြောလိုက်ပါတယ်။ အဲ့တော့မှအဲလီကလည်းပို့ပြီးတော့မြင်းချင်းသွားပြီးတော့အရှိကိုဆက်လျှောက်သွားရင်းနဲ့တဏှာရောက်မှာတော့လူရိုးစုတွေအများအပြားတွေ့လိုက်ရပါတယ်။အဲ့ဒီမှာအဲလီကအဲ့တော့ရက်ကြည့်နေခဲ့ပြီးဂျိုးကလည်းအရင်လူတွေရဲ့အရိုးစုတွေဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။အရင်ကကမ်းသက်ဇုံတွေကိုခေါ်သွားမယ်လို့ဆိုတာအခမ်းမရှိရာကြောင်းဒီလိုပြဿနာခံလိုက်ရတာလို့ပြောပြလိုက်ပါတယ်။အဲလီကဒီလူတွေကကူးဆက်ခံရသူတွေမဟုတ်ဘဲနဲ့ဘာကြောင့်တက်ပြရလဲလို့မေးတဲ့ခါမှာတော့ဂျိုးကလူတွေတွေဟာကူးဆက်မခံရဘူးလေလို့ပြန်ဖြေခဲ့ပါတယ်။ အယိုးစုတွေကအဝေးစားလေးတစ်စားကမြေကြီးထဲမှာဆွေးနေခဲ့ပါတယ်။အဲဒီနောက်တော့2003ခုနှစ်စက်တင်ဘာလ30ရက်နေ့အချိန်ကိုပြန်လည်ရောက်ရှိသွားပြီးစောစောကမြေကြီးမှာဆွေးနေတဲ့အဝေးစားတွေကိုဝတ်ထားတဲ့မွေးကင်းစားကလေးလေးကိုခြိထားတဲ့အမျိုးသမီးတစ်ယောက်ကကန်ဒက်ဇုံကိုသွားမဲ့စက်သားရီရဲ့ကားပေါ်တက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတစ်ဖက်မှာတော့အခန်းတစ်ခုထဲမှာဘေးလို့ခေါ်တဲ့လူတစ်ယောက်က CCTV ကင်မရာနဲ့အပြင်ကအချိန်တွေအကုန်လုံးကိုစောင့်ကြည့်နေခဲ့ပါတယ်။ဘေးကတနက်ကိုကောက်ကင်လိုက်ကအပေါ်ကဆက်သားတွေအိမ်ထဲဝင်စစ်တဲ့အတန်းကိုနားဆွရင်စဲဆူလိုက်ပါတယ်။ အရေးအကျဉ်းစောစောကကလေးချီထားတဲ့မျိုးသမီးနဲ့တခြားသူတွေအားလုံးဟာစစ်သားတွေရဲ့ကားပေါ်ပါသွားခဲ့ကြပြီးမျိုးဝါနဲ့ထွက်သွားကြပါဝင်အဲဒီတော့မှမီယောက်ခန်းကမီးလင်းလာခဲ့ပြီးဘေးကလည်းတနက်ကင်ကအပေါ်ရက်ကိုတက်လာခဲ့ပါတယ်ဘေးကအိမ်မြင်ကိုထွက်လာခဲ့ပြီးတနက်တဲ့ချိန်ကပဝင်းညင်ချင်းတွေကိုလိုက်ပြီးတော့ဆက်စုပါတယ်ဘယ်သူမှမရှိတော့တာတေးကြပြီးဆိုမှလူမရှိတော့တဲ့စတိုးဆိုင်တွေအိမ်နေစီကနေပြီးတော့ပစ္စည်းတွေကိုယူကချမ်းရဲပပလေးကိုတန်ဆူးကျူးတွေနဲ့ပတ်လိုက်ပြီးအကာအကွယ်လုပ်နေခဲ့ရပါတယ် အဲ့နောက်အသင်းအနေမျိုးစိုက်ပျိုးကတယောက်တည်းဟင်းချက်စားတော့ပြီးနေ့ရက်တိုင်းကိုအေးဆေးပျော်ရွှင်စွာပဲဖြတ်သန်းနေခဲ့ပါရီဘေးအားစားတော့နေတဲ့အချိန်မှာအတန်အောင်ကြားလိုက်ရတာကြောင့် CCTV ကနေအပြင်ဘက်ခြံစည်းဝတ်ဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့မှုကောင်တကောင်ရောက်လာတာကိုတွေ့လိုက်ရပါရီအဲ့ခဏကြောင့်မတော့ခြံစည်းဝတ်မှာတတ်ထားတဲ့ထောင်ကျောက်တနက်ကမှုကောင်ပစ်လိုက်ပါရီဘေးကတော့ TV တွေကနေအကုန်လုံးကိုကြည့်နေခဲ့ပြီးအဲ့နောက်တော့အေးဆေးပဲအစာဆစားနေခဲ့ပါရီမရေရောက်တဲ့အခါမှာတော့ခြံစည်းဝတ်အပြင်ဘက်ကနေရာ၄စီကလိုအပ်တဲ့ပစ္စည်းတွေကိုတွားယူလာခဲ့ပြီး ချန်တကားကို remote ခလုံးနဲ့ဖွင့်ကကားနဲ့ပြန်လာခဲ့ပါတယ်ခဏကြာမှတော့အိမ်ထဲမှာအလုံးရှုံနေရင်အပြင်ကကျင်းတစ်ခုထဲမှာတခုခုရောက်နေကြအောင်တွေ့လိုက်ရပါတယ်အဲဒါကြောင့်တနက်ကိုကိုင်းကကျင်းနောက်ထွက်ကြည့်လိုက်ပါတယ်ကျင်းနေရလူတယောက်ထလာပြီးသူဟာကူးဆက်ခံရတဲ့လူမဟုတ်ကြောင်းလှမ်းပြောနေခဲ့ပါတယ်ဘေးကလက်နက်ပါလာလို့လှမ်းပြီးတော့မေးတဲ့ခါမှာတော့သူ့မှာလက်နက်မပါပါဘူးခဏလေးပဲကြာမှသာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်ဘေးကဘာကြောင့်ပြန်ဖြေဖို့ကြာနေရလဲလို့ပြန်မေးနေတနက်ကိုချိန်ထားခဲ့ပါတယ် အဲ့ဒီချိန်တွေကလူကလိမ်မို့စဉ်းစားမိရာကြောင့်ကြာသွားတာလို့အမှန်တိုင်းပြောရင်ဘော့စတွန်သွားခြင်းတဲ့ကြောင့်ပါပြောပြခဲ့ပါတယ်။ဘေးကတယောက်ထဲလာလို့မိတဲ့ခါမှာတော့ကမ်းတဲ့ဇုံတွေက၁၀ယောက်ထွက်လာခဲ့ကြပြီးအခုတော့သူတယောက်ထဲသာကျန်ခဲ့ကြအောင်ပြောပြခဲ့ပါတယ်။ဘေးကလည်းအဲ့ဒီချိန်တွေကိုလေကားချပေးလိုက်ပြီးတော့တက်လာတဲ့လူကိုကူးဆက်ထားတာရှိမရှိစက်နဲ့ဆန်းတက်လိုက်ပြီးတော့ပိုးမရှိကြောင်တွေ့ပေမဲ့လည်းတနက်နဲ့ဆက်ပြီးတော့ချိန်ထားခဲ့ပါတယ်။အဲ့နောက်တော့ချိန်တွေကလူကိုဘော့စတွန်ကိုသွားမယ်လမ်းအောင်ညွှန်ပြပြီးတော့ထွက်သွားဖို့ပြောလိုက်ပါတယ်။ချိန်တွေကလူကတော့သူ့ကိုယ်သူ friend လို့မိတ်ဆက်လိုက်ပြီးတော့ ရေးစားနေရကြောင်းအကူအညီတောင်းခဲ့ပါတယ်။ရေးတော့ပြီးလို့ခဏနေတော့ပြန်မယ့်အကြောင်းကြေးပေးပေမဲ့လေဘေးအားကျန်တဲ့သူတွေပါဒီနေရာကိုထက်ရောက်လာပြီးတော့လာစားတောက်ကြမှာကိုစိုးရင်ကလက်မခံမင်းနဲ့ညင်းဆန်လိုက်ပါတယ်။ friend လည်းဘသူမှမပြောဘူးလို့ကြေးပေးထားကသူ့လိန်နာညံ့တာတိမာပါလို့ဘေးကိုပြောလိုက်ပါတယ်။အဲနောက်တော့ဘေးကိုလည်းလက်ခံလိုက်ရပြီးတော့အိမ်ထဲကိုပေးဝင်လိုက်ရပါတယ်။အဲနောက်မှာတော့ friend တယောက်ရေချိုးနေခဲ့ပြီးဘေးကလဲဖို့အတွက်ဝေစားတဲ့တွေကိုတွားပြီးတော့ယူလာပေးခဲ့ပါတယ်။ ရန်လေရေချိုးနေတဲ့ဘေးကိုကျေးဇူးတင်ရောက်လှမ်းပြောပြီးတော့နောက်ထပ်9မိနစ်လောက်ရေထက်ချိုးခြင်းကြောင့်ခွင်တောင်းလိုက်ပါလေ။ဘေးကလည်းခွင့်ပြုလိုက်ပြီးတော့အခန်းထဲကထွက်သွားကစားစရာတွေချက်ပြုတ်နေတော့ဖရန့်ကစောင့်နေနေအိမ်ထဲကပစ္စည်းတွေကိုလိုက်ပြီးတော့ဆက်စုနေခဲ့ပါလေ။ခဏကြာမှတော့ဘေးကစားစရာပကန်းနေနေဝိုင်းပလင်းကိုတဲလာကတကားဖွင့်လိုက်တဲ့အချိန်မှာဖရန့်တယောက်ကပစ္စည်းတွေကိုလိုက်ပြီးတော့ဆက်စုနေရအောင်တွေ့သွားပြီးတော့မယုံကြည်တဲ့အကြည့်နဲ့စိုက်ကြည့်နေခဲ့ပါလေ။ဖရန့်လည်းထိုင်ကုန်မှာပြန်ထိုင်လိုက်ပြီးတော့ဘေးချပီးလာတဲ့စားစရာတွေကိုတွေ့ကအယမ်းမပြောသွားခဲ့ပါလေ။ အဲနောက်တော့ချက်ချင်းစားကြည့်လိုက်ပြီးတော့ကြိုက်သွားကဘေးကိုအရန်ကောင်းကြောင်ပြောပြရခါမှာတော့ဘေးကစားနေရင်စားကောင်းကြတာပဲလို့ပြောလိုက်ပါတယ် friend ကတော့ဒါမှမတူကြောင်ချီးကျူးလိုက်ရင်လည်းဆက်စားနေခဲ့ပါတယ်ဘေးကလည်းဝိုင်ကောင်းတစ်ခွက်ကိုထည့်ပေးလိုက်ရင်လည်း friend ကယုံသားနဲ့ဝိုင်ကောင်းတစ်ခွက်လိုက်ဖက်အောင်တွေးတက်တဲ့သူပဲလို့ဘေးကိုထပ်ပြီးတော့ချီးမွမ်းလိုက်ပြန်ပါတယ်ဘာမှမပြောဘဲထိုင်စားပြီးတော့ friend ကဝိုင်တောက်ကပျော်ရွှင်နေခဲ့တာကြောင့်ဘေးကလည်းစိုက်ကြည့်ရင်လည်းအကဲခတ်လိုက်ပါတယ်ခဏကြာမှတော့ friend ကလည်းစားတော့ပြီးရအောင်ပြန်တော့မယ်ကြောင့်ဘေးကိုပြောလိုက်ပါတယ်ဘေးကလည်းခေါင်းညှင်းပြလိုက်ပြီးတော့ သွားဖို့ခွင့်ပြုပေးနေခဲ့ပေမဲ့ Frank ကတိတ်ပြန်ခြင်းမမရဖြစ်နေခဲ့ပါဘူး။ Frank ကမပြန်ခင်မှာဘေးရဲ့ပီယာနိုအဟောင်းသဘောကျသွားပြီးတော့တီးသွားခြင်းကြောင့်ပြောကတခြင်းစာအုပ်တွေကိုထုတ်ကတီးကြည့်ဖို့လုပ်ပါရီ။ဘေးကသူ့မိဟာရီဖြစ်တဲ့ကြောင့်ပြောကမတိဖို့ပြောလိုက်ပေမဲ့ Frank မရက်ဖဲနဲ့တခြင်းတပုတ်ကိုပြကစူတီးလုပ်လိုက်ပါရီ။ခဏကြာမှတော့ဘေးကဒီတခြင်းတော့မလုပ်ပါနဲ့လို့ပြောက Frank တီးတာကိုရက်ခိုင်းလိုက်တာကြောင့်မလို့ Frank က "तू आर प्रोफेशनल မဟုတ်ကြောင်းပြန်ပြောလိုက်ပါရီ။ဘေးကသူလည်းပဲ ப்ரோ မဟုတ်တဲ့အကြောင်းပြန်ပြောလိုက်တာကြောင့် ဖရန့်ကဘေဘီယာနိုတီးတက်တာကိုတီးသွားခဲ့ပြီးတော့တီးပြခိုင်းပါတယ်။ဖရန့်ကဘေတီးပြီးရင်တော့သူထွက်သွားတော့မယ်လို့ကတိပေးလိုက်ပါတယ်။အဲဒါကြောင့်ဘေကလည်းထိုင်ပြီးတော့တချင်းတပုတ်ကိုခံစားချက်ပြည့်နဲ့ဒီအင်းနဲ့တချင်းတပုတ်ပါဆူပြလိုက်တဲ့အခါမှာတော့ဖရန့်တယောက်ဘေကိုကြွေသွားခဲ့ကဆိုနီရဲ့တချင်းလေးကကောင်မလေးကြောင့်ကိုမေးလိုက်ပါတယ်။ဘေကဘေကောင်မလေးမှမရှိကြောင်းပြောပြလိုက်တဲ့အခါမှာတော့ဖရန့်ကဘေကိုနမ်းလိုက်ကတယောက်နဲ့တယောက်တန်ရုံးစင်တွေတွေ့သွားကြပါဦးလေ။အဲနောက်တော့ဖရန့်ကဘေးကိုဒီမှာရန်နေနေလောက်ထပ်နေမိကြအောင်ခွင့်ပြုချက်တောင်းတဲ့ခါမှာတော့ဘေးကခွင့်ပြုလိုက်ပါတော့ အလုံးနဲ့နောက်ထပ်၃နှစ်ကြာပြီးတဲ့အခါမှာတော့ဘေးနဲ့ဖရန့်တို့ကအိမ်မြင်ထွက်ပြီးတော့အချင်းချင်းညင်းနဲ့ရန်ဖြစ်နေခဲ့ကြပါတယ်။အဲဖရန့်ကမျိုးရဲကဆိုင်တချို့ကိုလိုက်ပြင်ချင်းပြီးတော့အထူးသဖြင့်ဝိုင်းဆိုင်နဲ့ပရီဘောကဆိုင်ကပစ္စည်းတွေကိုပြင်ချင်းချောင်းပြောပြကတငယ်ချင်းမိတ်ဆွေတွေလည်းလိုအပ်ကြောင်းပြောပြနေခဲ့ပါတယ်။ဘေးရောလက်မခံမင်းနဲ့ဘယ်ငယ်ချင်းကိုမှမလိုကြောင်းပြန်ပြောတဲ့အခါမှာဖရန့်ကရေဒီယိုကသဘောကောင်းတဲ့မိမတယောက်နဲ့ခင်နေရဲ့ကြောင်းပြောပြလိုက်ပါတယ်။အဲ့နောက်အိမ်မြင်ကစပွဲမှာဘေးနဲ့ဖရန့်ရဲ့ ဖရန်နစ်ခင်နဲ့တက်စီတက်နဲ့အတူတူပါလာတဲ့ဂျိုးရီကအတူတူစားတောင်းနေကြပါတယ်။အဲဒီမှာလေးယောက်သားကအတူတူစကားပြောနေတဲ့စားတောင်းနေကြပြီးဘီကတော့ခုံပေါ်မှာတနက်ကိုကင်ထားနေတဲ့စားတောင်းနေခဲ့ပါတယ်။ဂျိုးကသူကိုယ်တိုင်လည်းဘသူမှမယုံကြည်တဲ့ယောဂါဖြစ်ဘူးကြောင်းဘေးကိုကြည့်ကပြောလိုက်ပါတယ်။ဘီကတော့သူဟာအဲ့လိုဖြစ်နေရမဟုတ်တဲ့ကြောင်းပြန်ပြီးတော့ညင်းလိုက်ပါတယ်။ဒက်ကောဒီလိုမဆားတာကြာပြီဖြစ်တာကြောင့်ဖေကျွေးရဲ့အတွက်ကျေးဇူးတင်ကြောင်းဘီရုကိုပြောလိုက်ပြီးတော့အလौဒုဒုမလုပ်ပြင်တော့မှဒီလိုလုပ်ပေးတာကတကယ်ကိုလိုအပ်မှုတစ်ခုဖြစ်နေကြောင်းပြောလိုက်ပါတယ် ဖရန့်ကတော့အတူတူအလုံးလောက်မှာဖြစ်ကြောင်းပြန်ပြောရင်းနဲ့ဝိုင်းခွက်ချင်းတိုက်လိုက်ပါလေအဲနောက်တော့ဖရန့်ကတက်စ်ကိုအိမ်ထဲကိုလိုက်ပြမယ်လို့ဆိုတာခေါ်သွားတာကြောင့်ဘေးကမခေါ်သွားဖို့တားပေမဲ့ဖရန့်နားမထောင်မင်းနဲ့တက်စ်နဲ့အတူထွက်သွားခဲ့ပါလေဒါကြောင့်စပွဲဝိုင်းမှာဘေးနဲ့ဂျိုးနှစ်ယောက်တည်းကြံခဲ့ပြီးတော့ဂျိုးဟာသူသားဆိုရင်လည်းတစိမ့်နေခေါ်လာရင်ကြိုက်မှာမဟုတ်တာကြောင့်ဘေးကိုနားလေကြောင်ပြောလိုက်ပါလေဂျိုးကရေဒီယိုမှာတွေ့သမျှလူတွေထဲမှာသူတို့ဟာအကောင်းဆုံးလူတွေဆိုတာယုံကြည်ဖို့ဘေးကိုပြောပြနေခဲ့ပါလေဘေးကကံကောင်းကြောင်ပြန်ပြောတဲ့အခါမှာတော့ဂျိုးဟာကန်းတဲ့စုံထဲမှာ ဒီမှာမရတဲ့ပစ္စည်းတွေနဲ့စေးဝါးတွေရှိကြောင်းပြောပြရင်းနဲ့အချင်းချင်းကူညီနေတာကြောင့်တနက်ကိုဖယ်ထားလိုက်ဖို့ပြောလိုက်ပါရီအဲဒါကြောင့်ဘေးကတနက်ကိုဘောင်းမီအကက်ထဲကိုပြန်ထည့်လိုက်ပြီးတော့ဂျိုရိုကလည်းလူကောင်းဟုတ်ချင်မှဟုတ်နိုင်ပေမဲ့သူတို့ဘဝတွေကိုလာမရှုပ်ဖို့အတွက်ပြောလိုက်ပါရီအဲဒီမှာဂျိုကလည်းဘေးမင်းရဲ့ခြံစည်းဟုတ်ကနောက်ထပ်နှင်းနှင်းငယ်ကြပြီဆိုရင်မခိုင်တော့လေပျက်စီးသွားတော့မှာအဲတော့ငားမှရှိတဲ့အလူမီနီယံအမာစားတွေနဲ့တက်တလုံးနေသွားလို့ရတဲ့ကြောင်းဂျိုကဘေးကိုပြောပြလိုက်ပါရီအမဘေးကလည်းစဉ်းစားသွားပြီးတော့ခဏကြာမှတော့ဂျိုးနဲ့တက်စတိုကပြန်မို့လောက်ကြပါဦးလေ Jazz က Friend နဲ့ Radio ကဆက်သွယ်မဲ့ကုတ်ဒီအကြောင်းကိုပြောတာတိုင်မီနီနဲ့အရှိအရှောက်သွားခဲ့ကြပါတယ်။ဂျိုးနဲ့ဘီကတော့အနောက်မှာရက်ပြီးတော့စကားပြောနေဂျိုးကဒီနေရာကိုကူးဆက်သူတွေလာရင်ခံနိုင်မိမဲ့လူရက်သူတွေမကြခင်လာနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ညဘက်မှာလည်းလက်နက်နဲ့တိတ်တဆိတ်လာနိုင်ပြီးတော့ Chance U ကိုဖျက်နိုင်တယ်လို့ဘီကိုပြောပြခဲ့ပါတယ်။ဘီကတော့အဆင်ပြေမှာပါလို့ပြန်ပြောရင်းနဲ့ဂျိုးကိုလည်းပဲပြန်သွားခဲ့ကြပါတယ်။နောက်သုံးနှစ်ကြာပြီးတဲ့အခါမှာတော့ Chance U တွေဟာလည်းအတော်လေးကိုပျက်စီးခဲ့ပါပြီ။ Friend နဲ့ဘီတို့ကမနက်ခင်းတစ်ခုမှပြေးနေတဲ့၄ချိန်ခန့်လုံနေကြပါတယ်။ နောက်တော့ Frank ကဘေးကိုမျက်လုံးကိုလက်နဲ့ပိတ်ကနေရာတစ်နေရာခေါ်လာခဲ့ပါတယ်။မျက်လုံးကိုဖွင့်ခိုင်းလိုက်တဲ့အခါမှာတော့ Frank ကဂျိုရိုစီကမျိုးစီးနဲ့တနတ်တလက်ကိုအလဲလဲလှုပ်ပြီးတော့ Story Channel လေးလှူထားကြောင်းပြောပြလိုက်ပါတယ်။ဘေးကလည်းအံ့ဩသွားပြီးတော့ဘယ်တနတ်နဲ့လဲလို့မေးတာကြောင့် Frank ကလည်းအသေးလေးပါလို့ပြန်ပြောရင်းနဲ့ဘေးကို Story သီးလေးတွေကိုခူးပေးကစားကြည့်ခိုင်းခဲ့ပါတယ်။အဲဒီနောက်တော့ဘေးနဲ့ Frank ကလည်း Story သီးတွေကိုစားကပြောရွှင်နေခဲ့ပါတယ်။ အဲ့နောက်တော့တကောင်တင်းနေတော့အကြားဖြစ်ပြီးတော့အခုမှဦးကြောင်ကြားဖြစ်သွားတဲ့ဘေးကတော့အရင်ကဘသူ့မှမကြောက်ခဲ့ပေမယ့်အခုတော့ Friendner ကထွက်သွားရမှာကိုကြောက်နေကြအောင်ဝမ်းနေစွာပြောပြနေကြတဲ့အကြောင်း Friend ကဘေးကိုဖက်ကနမ်းလိုက်ပါတယ်။ဒီညမှာတော့လက်နက်ကင်လူရဲသူတွေကဘေးနဲ့ Friend တို့စီကိုရောက်လာကြပြီးတော့ Friend ကလည်းအတန်နေကြောင်းနိုးလာခဲ့ကအနားမှာဘေးမရှိတော့တာကြောင့်လိုက်ရှာနေခဲ့ပါတယ်။ဘေးဟာအိမ်မြင်ထွက်ပြီးတော့လူရဲသူတွေကိုလိုက်ပစ်နေရင်းနဲ့တနက်ထီသွားခဲ့ပါတယ်။အဲဒါကြောင့် Friend ကဘေးကိုအိမ်ထဲကိုဝင်ဖို့အတွက်ပြန်ဆွဲခေါ်လာရပြီးဒဏ်ရာတွေကိုအရက်တွေလောင်းကကြီးစံအောင်စူးစမ်းထုတ်လိုက်ပါတယ်။ ။ဒီကတော့သူ့ကိုယ်သူ friend အနာမှာမရှိနိုင်တော့မှာကိုစိတ်ပူက friend တယောက်တည်းဖြစ်မှာဆိုတာကြောင့်အိန္ဒိယတော်တွေကိုပွားထားကြောင်းနဲ့ဂျိုးနဲ့ test ကိုခေါ်ကသူတို့နဲ့အတူတူနေဖို့မှာနေခဲ့ပါရီ။ friend ကတော့ဘာမှမဖြစ်နိုင်ကြောင်းပြောကဘေးကိုအားပေးနေခဲ့ပါရီ။အဲလိုနဲ့ဆယ်နှစ်ကြာပြီးတော့2023ခုနှစ်ကိုရောက်လာခဲ့တဲ့နောက်မှာတော့ friend ကဝီးချဲပေါ်မှာထိုင်ကအပြင်ကိုကြည့်နေနေဘေးကိုလမ်းခေါ်လိုက်ပါရီ။ဘေးကလည်းအိနေကထွက်လာပြီးတော့ friend ရဲ့ဝီးချဲကိုအိနေကိုတွန်းလာလိုက်ပါရီဘေးနဲ့ friend ဟာအသက်ရလာကြအောင်အိုမင်းနေကြပြီ ဖရန်ကတော့ဝီးချဲပေါ်မှာမကြမ်းမမာဖြစ်နေခဲ့ပုံရပါသည်ဖရန်တရားဝီးချဲနဲ့ပကြီးရည်သာဆွေးနေခဲ့ရပြီးတော့တိန်လုံးမှလည်းဖရန်ရဲ့ပကြီးရည်နဲ့ပြည့်နှက်နေခဲ့ပါသည်အဲနောက်တော့ဖရန်ရဲ့ပကြီးရည်ဆွေးနေတော့မှဘေးကအနားရောက်လာခဲ့ကဖရန်အောင်ပြုံးပြလိုက်ပါသည်ဖရန်လည်းပြန်လေပြုံးပြလိုက်ပြီးတော့ဘေးတယောက်ကတော့ပန်းလေးကိုရေလောင်းနေခဲ့ပါသည်ဖရန်ကမပြီးသေးတဲ့ဘေးရဲ့ပုံလေးကိုဆက်ဆွေးနေခဲ့ပြီးတော့တပြင်းချလိုက်ပါသည်အဲ့နောက်တော့တမင်းတူတူစားကြရင်ဘေးကတောင်းအမေဆေးထုတ်တော့ဖို့ပြောတာကြောင့်ထုတ်တော့တဲ့အခါမှာတော့ဖရန့်ဟာလက်တွေတုံနေခဲ့ပြီးတော့မထုတ်နိုင်ဖြစ်နေခဲ့ပါတယ် အဲအကြောင်းဘေးရပဲယူဘေးကထုတ်ပေးလိုက်ရပြီးတော့ front ကိုတောက်ခိုင်းလိုက်ရပါတယ် front ကလည်းဆေးတောက်လိုက်ပြီးညာဘက်ရောက်တဲ့အခါမှာတော့ဘေးက front ကိုဝီချဲကနေတွဲချီကအိယာလေးကိုလိုက်ပို့ခဲ့ပါတယ်ဘေးကလည်းအနားမှာဝင်အိတ်လိုက်ပြီးတော့ front ကမအိသေးပဲတခုခုတွင်းနေခဲ့ပါတယ်မနေရောက်တဲ့အခါမှာတော့ front ကဘေးနိုးလာတာကိုစောင့်ကြည့်နေခဲ့ပြီးဘေးလဲထလာက front ကိုအိယာလေးမှာမအိနေရအောင်ပြန်အိပ်ဖို့ပြောလိုက်ပေမဲ့ front ကဒီနေ့ဟာသူ့ရဲ့နောက်ဆုံးနေပဲလို့ပြောလိုက်ပါတယ်အဲနောက်တော့ဘေးလဲဝမ်းနေနေခဲ့ပြီးအဲကမ်းမှာထိုင်က ဖရန့်ကိုဆရာဝန်တယောက်နဲ့ခေါ်ပြီးတော့ကုလာဖြစ်ဖြစ်လုပ်ပေးမယ်လို့ပြောပေးမယ်လေဖရန့်ကလက်မခံတော့ဘင်းနဲ့ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်းဘေးကိုပြောလိုက်ပါတယ်ဘေးကလည်းဝမ်းထဲကမျက်ရည်တွေကျနေခဲ့တာကြောင့်ဖရန့်ကအနားကိုခေါ်ကဘေးဟလက်ကိုကင်းထားရင်းနဲ့မနေ့ပြန်နေကောင်းလေးတစ်နေ့ကိုအတူတူဖန်တီးနဲ့လက်ထပ်ချင်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူ့ကိုဟင်းကောင်းကောင်းချက်ကျွေးပြီးတော့ဝိုင်ထဲမှာဆေးတွေထည့်ပြီးတပေးဖို့လဲဘေးကိုမှားလိုက်ပါတယ်ဘေးအားလဲငုံနေခဲ့ပြီးတော့ဖရန့်ကတော့ဘေးကိုချစ်တဲ့အကြောင်းကိုပြောကသူ့ရဲ့ဆန်နာကိုလိုက်ရောပေးဖို့တောင်းဆိုခဲ့ပါတယ် အဲဒီနောက်မှာတော့ဘေးနဲ့ Frank ကအတူတူအထေဆိုင်ကိုသွားကြပြီး Frank ကဘေးအတွက်အဝတ်အစားရွေးပေးခဲ့ကလက်ထပ်လိုက်ကြပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ဘေးလည်းပဲ Frank ပြောသလိုဟင်းကောင်းအောင်ချက်ကျွေးလိုက်ပြီးတော့ Frank ရှိမှပဲ wine နဲ့ကိုစီးရီထဲက Frank ကိုပေးလိုက်ရပါတယ်။ Frank ကလည်းအဲဒီ wine ကိုတောက်ပြီးနောက်တော့ဘေးကလည်း wine ကိုတောက်ချလိုက်ပါတယ်။အဲဒီနောက်တော့ Frank ကဘေးရဲ့ခွက်ထဲမှာလည်းစီးရီထဲထားသေးရလားလို့မေးတဲ့အခါမှာတော့ဘေးကလည်း ထည့်ထားတယ်လို့ပြန်ဖြေလိုက်တာကြောင့် friend လည်းဘေးကိုဒေါသမထွက်နိုင်တော့ပဲစိုက်ကြည့်နေခဲ့ပြီးတော့ပြုံးကရိုမက်တစ်ဆန္ဒဘောလို့သာပြန်ပြောရင်းနေအတူတူအိရာတွေကိုဝင်ခဲ့ကြပါဦးလေအဲ့နောက်မှာတော့ဂျိုးနဲ့အဲလီဟာဘေးနဲ့ friend တို့စီကိုရောက်လာခဲ့ကြပါတယ်အိမ်ထဲဝင်လာတဲ့အခါမှာတော့ပန်းနီယာညှိုးနှွမ်းနေခဲ့ပြီးအိမ်ဟာလည်းဖုန်တွေတက်နေခဲ့ပါတယ်ဂျိုးက friend တို့ကိုခေါ်ကြည့်ခဲ့ပေမဲ့လည်းအတန်မကြတာကြောင့်အပေါ်တက်ကြည့်အောင်မဲ့ကြောင့်အဲလီကိုပြောကအပေါ်တက်သွားခဲ့ပါတယ်အောက်မှာကြံခဲ့တဲ့အဲလီကတော့ပစ္စည်းတွေကိုလိုက်ကာဆက်စုနေရင်းနဲ့စားစောင်းကိုတွေ့သွားခဲ့ပါတယ် ဂျိုးကလည်းအပေါ်ရက်အခန်းတစ်ခါကိုခောက်ကြည့်ခဲ့ပြီးတော့ဖွင့်ခဲ့ပေမဲ့ဖွင့်လို့မရတာကြောင့်အောက်ထပ်ကိုပြန်ဆင်းလာတဲ့ခါမှာအဲလီကဘေးရီးထားခဲ့တဲ့စာကိုဖတ်ကြည့်နေခဲ့ပါတယ်။အဲလီကလည်းဂျိုးကိုစာဖတ်ပြလိုက်ပြီးစာရဘေးနဲ့ဖရန့်ဟာအတူတူတက်တည်သွားကြကအပေါ်ရက်ခန်းထဲမှာတေဆုံသွားခဲ့တာကို သိလိုက်ရပါတယ်။အဲလီယာစာဖတ်နေတဲ့တနည်းအားရောက်မှာတော့ရက်သွားကစမ်းမဖတ်တော့တာကြောင့်မလို့ဂျိုးကစာကိုဆွဲယူကဖတ်လိုက်ရပါတယ်။စာထဲမှာတော့ဘေကတက်စ်ကိုကာဝယ်ဖို့အတွက်ဂျိုးကိုမာထားခဲ့တာဖြစ်တာကြောင့်မလို့ဂျိုးကလည်းအပြင်ကိုပြေးထွက်လာခဲ့တဲ့စာကိုထပ်ဖက်က တက်စကိုမကာကွယ်နိုင်ခဲ့တာကိုတွေးနေဝန်းနေနေကြရပါတယ်။အဲဒီနောက်မှာရောစာထဲမှာဘေးကအိမ်မှာရှိတဲ့လိုတဲ့ပစ္စည်းတွေယူသွားခိုင်းခဲ့တာကြောင့်ဂျူကလည်းကားကိုယ်တော်တွေကဘေးရဲ့ကားဆုပ်လေးကိုထုတ်ကာကြည့်လိုက်နေကိုယ်တော်တွေကဘေးရဲ့ပစ္စည်းတွေကိုလိုက်ကြည့်နေခဲ့ပါတယ်။အဲဒီနောက်တော့အိမ်ထဲကိုပြန်ဝင်လာကအဲလီကိုလက်ပြဖို့ပြောလိုက်ပြီးတော့အဆင်ပြေတာကြောင့်ဂျူကသူ့ရဲ့ပိုးစုံမျိုးအဖွဲ့ဝင်ဖြစ်တဲ့ညီငယ်ဖြစ်သူစီကိုတွားပြီးတော့ကူညီရမှာမလို့သူ့စီကိုတွားရင်းနဲ့အဲလီကိုအပ်မယ်လို့ပြောပြလိုက်ပါတယ်။အဲလီကလည်းလက်ခံလိုက်ပြီးတော့ဘာဆက်လုပ်ကြမှာလဲလို့ဂျူကိုမေးလိုက်ပါတယ်။ ဂျိုးကရာသမျှပစ္စည်းရဲ့ယူရာဘုံလို့ပြောရင်းနေဘေးရဲ့မြေအောင်ခန်းနဲ့ဆင်းလာခဲ့ပါတယ်။အဲလီယာတနတ်တွေကိုတွေ့သွားတာကြောင့်ဂျိုးကိုယူဖို့ပြောလိုက်ပေမဲ့ဂျိုးကမယူဖို့ပဲညင်းနေခဲ့ပါတယ်။အဲနောက်တော့ဂျိုးနဲ့အဲလီလဲလိုအပ်တာတွေကိုယူရင်းနေအဲလီယာရေချိုးနေတာကြောင့်ဂျိုးကိုလည်းရေချိုးဖို့အကြံပေးလိုက်ပါတယ်။ရေချိုးပြီးရဲ့အဲလီယာအဝတ်စားတင်တဲ့အဲကန်းနဲ့ရှောက်ပတ်ကြည့်နေတော့အန်ဆွေတွေကတနတ်လက်ကိုတွေ့သွားခဲ့ပြီးတော့ဂျိုးမမြင်ခင်လွယ်ရည်ထဲကိုအ мян ခိုးထည့်လိုက်ပါတယ်။အဲနောက်ဂျိုးကလည်းရေချိုးလိုက်ပြီးအောက်ထပ်ဆင်းလာခဲ့ပါတယ်။ အဲနောက်တော့အယ်လီနဲ့တူတူဘေးရဲ့ကားလေးကိုမောင်းဝင်းနဲ့စောက်ထွက်ဖို့ပြင်လိုက်ပါရီအယ်လီကတော့ပထမဆုံးကားစီးမှုရာကြောင့်အန်အောကရှောက်ကြည့်နေခဲ့ပြီးဂျိုးကအယ်လီကိုထိုင်ကုန်ကပတ်ပတ်ထားဖို့အတွက်ပြောလိုက်ပါရီဒါမဲ့လည်းအယ်လီတယောက်မလုတက်တာကြောင့်ဂျိုးကပဲအယ်လီကိုထိုင်ကုန်ကပတ်ကိုပတ်ပေးလိုက်ပြီးတော့ကားမောင်းထွက်လာခဲ့ကြပါရီကားမောင်းလာရင်လည်းအယ်လီကကက်ဆက်ခွေတစ်ခုကိုထိုးထည့်လိုက်ပြီးဖြွင့်လိုက်တာကြောင့်ဂျိုးကမဖြွင့်မှုပြောပေမဲ့လည်းသူကြိုက်တဲ့တခြင်းဖြစ်နေရာကြောင့်မပြောတော့ဘဲနဲ့ဆက်လက်နားထောင်နေခဲ့ပါရီအဲနောက်မှာတော့ဘေးနဲ့ဖရန်နိုရဲ့အိတ်ခမ်းပရင်းပေါက်လေးကပွင့်လျက်နဲ့ကြံနေခဲ့ပြီးတော့ ဂျိုးနဲ့အယ်လီတို့ကလည်းဘေးနဲ့ဖရန်နိုရဲ့ခြံကိတ်တကားအနေဖြတ်ကာမောင်းထွက်သွားလိုက်တဲ့အချိန်မှာပဲ The Last of Us Season 1ရဲ့ Episode 3လေးကလည်းပြီးဆုံးသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစင်းဆက်မပြတ်အခုလိုမျိုး recap အနေနဲ့တင်ဆက်ပေးဦးမှာမလို့ကျွန်တော်ရဲ့ ZD for you channel လေးကိုလည်း like and subscribe လုပ်ထားပေးထားကြပါအောင်ခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ကျမ်းမာခြင်းနဲ့ကိုယ့်ချမ်းသာခြင်းများပြေဆုံးကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကအဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ် အစုံဒီကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ